အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျွန်တော်လည်းဘုတ်တင်ရဆိုလို့ရှိရင်တော့ဒီလာမက်တနင်္ဂနွေနေ့မှာဒီ EFL Cup Final အနေနဲ့ Wembley ခွင်းမှာ Newcastle အသင်းကိုတွားရဖြစ်မယ်ကစားရမှာလည်းဖြစ်ပါတယ်။ကျွန်တော်ဒီ Wembley ခွင်းနဲ့ Liverpool အသင်းရဲ့အကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ Wembley ခွင်းကို Liverpool ပြည်သက်တွေကဒီစားနှောက်တဲ့အနေနဲ့ပေါ့နော်။ဒါ Anfield South လို့တောင်ကျွန်တော်တို့ခေါ်တဲ့အနေအထားမှာရှိတယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Liverpool အသင်းအနေနဲ့ Wembley ကိုရောက်သွားပြီဆိုလို့ရှိရင်များသောအားဖြင့်တော့ဒါ ကျွန်တော်တို့နိုင်ပွဲရလေးရတာရှိတယ်ပြီးသားလို့ရှင်ဖလားရလေးရတာရှိတဲ့အနေထားလေးရှိတဲ့အတွက်ဒါကျွန်တော်တို့ anfi ဆောက်လို့တောင် crawl ball တဲ့အနေထားမှာရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ဒီလာမဲ့ sunday မှာဆိုလို့ရှိရင်တော့ newcastle အသင်းနဲ့တစားမဲ့ dfl draft final မှာ liverpool တင်းနေနဲ့ဘယ်လိုရလက်ကောင်းတွေယူသွားနိုင်မလဲဆိုတာကျွန်တော်အတူတူစောင့်ကြည့်ရအောင်ပေါ့နော်ပမာဥဆုံးနေနဲ့ဆိုလို့ရှိရင်ဒီနှစ်သိန်းရဲ့ဒါလက်ရှိ current form ကိုပြန်ပြီးပြောကြမယ်ကျွန်တော်ထုံးစံတာမျိုးပေါ့နော်လက်ရှိ current form ကိုပြောမယ်ဆိုလို့ရှိရင် liverpool အသင်းကမှတ်မှတ်ရရဒီနောက်ဆုံးပွဲစဉ်မှာပေါ့နော် champion league မှာတော့ က BSC အတင်းလို့ကျွန်တော်တို့အိမ်ခွေးမှာရှုံးနေနေတယ်မိနစ်60တွင်မှာ1နင်းနဲ့ရှုံးနေနေတယ်ပီတာဖန်နတီမှာလည်းထပ်ပြီးတော့ရှုံးနေတဲ့အတွက်ကျွန်တော်ချန်ပီယံလိကအနေနဲ့နှုတ်ထွက်ခဲ့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့အတန်ပြောရမယ်ဆိုလို့ရှင်နည်းနည်းလေးရှုံးချက်နာခဲ့တဲ့ပွဲစဉ်တပွဲလိုပဲကျွန်တော်တို့ပြောရမယ်ပြန်လင်းဆိုတာကျွန်တော်ပြိုင်ပွဲတွေအားလုံးထဲမှာဂုံသိက္ခာအကြီးဆုံးနဲ့ငွေကြေးရတော့ပြီးသားလို့ရှင်အဓိကတော့ဂုံသိက္ခာရပေါ့နော်ဒါအသင်းတိုင်းလိုချင်တဲ့ဆိုပလာဖြစ်တဲ့အတွက်16တင်အစိမ့်ကနေနှုတ်ထွက်လိုက်ရတာဒါဒါကိုရီတင်းအတွက်မကောင်းလာဘူးပေါ့ ဒီမကောင်းတဲ့နေရာမှာအထူးသဖြင့်ဆိုလို့ရှိရင်တရားဒီလုံးမှာအသိအတွက်အကောင်းဆုံးဥဆောင်မီတစားနေတယ်ဒီမိုဟာမတ်ဆာလာအတွက်ဒါထူးနှန်းချက်တွေဖြစ်လာတယ်ပေါ့နော်ဒေတာရာကတော့သူဘောလွန်ဒီယောစုလက်ရှိအနေထားကနေချန်ပီယံလိတိုင်းဆောစီစီနှုတ်ထွက်လိုက်ရတဲ့အတွက်ဒါသူ့အတွက်သိပြီးမကောင်းလာပေါ့နော်အထူးသဖြင့်တခြားပြိုင်ပတ်အသိနေဖြစ်တဲ့ဘာစီလိုနာအသိနာသာတယ်လို့ဖိုင်နယ်ထိရောက်ခဲ့ရင်ဒါမှမဟုတ်လို့ရှိရင်ဒီဆူပလာရတဲ့ရဒါမှမဟုတ်ရီယယ်မက်ဒရစ်အသိရင်ဒါသာဖိုင်နယ်ထိရောက်ခဲ့ရင်ဒါမှမဟုတ်ဆူပလာရတဲ့မယ်ဆိုလို့ရှိရင်ဒါမိုဟာမတ်ဆာလာအတွက်သိပြီးအဆင်မပြေလာတဲ့အနေထားဒါပဲ ေမဲ့လက်ရှိမှာဒါမိုဟာမက်ဆာလာအတွက်ဒါမျှော်လင့်ချက်ကုံဆုံးသွားတယ်လို့တော့ကျွန်တော်တို့ပြောလို့မရဘူးပေါ့နော်လက်ရှိရနိုင်မဲ့ဖလားတွေအကုန်လုံးလို့သာဆက်ပြီးတော့ရယူနိုင်မယ်ဆိုလို့ရှိရင်ဒါမိုဟာမက်ဆာလာအတွက်လည်းမျှော်လင့်ချက်ကကြံသေးရလို့ကျွန်တော်ပြောရမယ်အဲ့အတွက်ဆိုလို့ရှိရင်ဒီပြည်တွင်းမှာကြံနေတဲ့ဖလားနှလုံးတွေကကျွန်တော်ပုံမှန်အောင်ဒီနေ့ကစားမယ်ဆိုဖလားကိုတော့ရအောင်ယူနိုင်မှုအရေးကြီးတယ် DPS ရဲ့အသင်းနဲ့တစားတဲ့ဒုတိယကြော့ပွဲစဉ်ကလွှဲမယ်ဆိုလို့ရှိရင် Liverpool အသင်းအနေနဲ့နောက်ဆုံးတစားတဲ့နောက်ပွဲမှာ၄ပွဲဆက်တိုက်တာဆက်တိုက်အနိုင်ရတဲ့အနေအထားကိုမြင်တွေ့ရတယ်ပြီးတော့လို့ရှိရင်ခြေစွမ်းပိုင်းရလည်းကျွန်တော်ချိန်ရစီ ာကောင်းခဲ့တဲ့အနေအထားတွေမြင်တွေ့ခဲ့ရတယ်။တစ်ဖက်ကဒီ Newtraser အသင်းအနေနဲ့ဒါတော့သူတို့နည်းနည်းလေးခြေစွမ်းပိုင်းကအတက်အကျလေးတွေကျန်းနေတဲ့အနေအထားမှာရှိနေတယ်။နောက်ဆုံးတစားခဲ့တဲ့နောက်ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့ဒီ၃ပွဲရှုံးထားပြီးတော့၂ပွဲနိုင်ထားအနေအထားမှာရှိတယ်။ဒီရှုံးနေထားတဲ့၃ပွဲထဲမှာဆိုလို့ရှိရင် Liverpool အသင်းနဲ့လစားခဲ့တယ်ပေါ့နော်။ဒီ Premier League ပွဲစဉ်ပါတယ်။အဲပွဲစဉ်မှာတော့ Liverpool အသင်းက Newtraser အသင်းလို့ ဒူနေဆိုတဲ့ရာလတ်နဲ့ပဲပြန်ပြီးတော့အနိုင်ရထားတဲ့အနေအထားကိုကျွန်တော်မြင်တွေ့နေရတယ်။နှစ်သိန်းရဲ့နောက်ထပ် injury list ကိုကျွန်တော်ပြန်ပြီးကြည့်ရအောင်။ Liverpool အသင်းအနေနဲ့တော့လည်းနည်းနည်းခံစစ်ပိုင်းမှာဒဏ်ရာအနာတရတွေများနေတဲ့အနေအထားကိုကျွန်တော်တို့မြင်တွေ့ရတယ်။နောက်ဆုံးတစားတဲ့ PSC အသင်းနဲ့ပွဲစဉ်မှာလုံးကကျွန်တော်တို့ရဲ့အဓိကနောက်တန်းတစားသမားနှစ်ယောက်ဖြစ်တဲ့ Ibrahim Konate နဲ့ Trent Alexander-Arnold တို့ဒဏ်ရာရသွားတယ်။ Trent ကဒါခြေချင်းဝတ်ဒဏ်ရာရပြီးတော့ Konate ကတော့ မာဆယ် injury လို့ပဲကျွန်တော်အလွယ်ပြောရမှာပေါ့နော်။ trend အနေနဲ့ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကိုဂျိမ်းဒီပါလွယ်ချော်မယ်။ရာသီမကုံလင်တော့ပြန်ပြီးတစားနိုင်မယ်ထင်တယ်လို့ဒီအာနီစလော့တာပွဲချိုး press conference မှာပြောသွားခဲ့တယ်။ Ibrahim Konate အနေနဲ့ကတော့ အရင်နှစ်ရက်တုန်းက PSC တင်းနဲ့တစားပြီးရတဲ့အချိန်မှာပထမဆုံးတရားကကျွန်တော် recovery day ပြီးသွားလို့ရှိရင်မနေ့က training off တယ်ဆိုတော့ဒီနေ့မှသူအနေနဲ့ training မှာပြန်ပါလာမလားဆိုတာကျွန်တော်ကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်ပါလာခဲ့သည့်တိုင်အောင်သူအနေနဲ့ဒီပွဲထွက်လူစင်း၁၁ယောက်မှာတော့ပတ်သိပ်ပြီးပါလာမယ့်အနေထားကိုတော့ကျွန်တော်အနေနဲ့မထင်ဘူးဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီအရန်လူစင်းကနေပဲပြန်ပြီးတော့ဝင်ကစားမယ့်အနေထားတွေမှာကျွန်တော်တို့ရှိရပေါ့နော်အဲ့အတွက်ကျွန်တော်တို့ရဲ့ liverpool team ရဲ့ဒီညာချမ်း transfer ပိုင်းတော့တော်တော်လေးအားနေနေတဲ့အနေထားတို့ မြင်တွေ့နေရတယ်။ဒါဒီနှစ်ယောက်ပြင်နောက်ထပ်ဒီ Corona Bradley တော့ Joe Gomez တော့ Diana နဲ့ပြင်သက်သာလာသေးပါတော့ Corona Bradley နေနဲ့ဆိုလို့ရှိရင်ကျွန်တော်အထင်ရတော့ဒါသူအနေနဲ့ International Break အပြီးမှသာလင်ပြန်ပြီးတော့တစားနိုင်မယ်နေထားမှာရှိမယ်။ Gomez နေနဲ့ဆိုလို့ရှိရင်လည်း April လကုန်မှဆက်ပြီးပြန်ပြီးတော့တစားနိုင်မယ်ဆိုတဲ့အတွက်ဒါ Gomez တော့ away လို့ပါသေးတယ်။ Corona Bradley ဒါအမြဲဆုံးပြန်လာနိုင်ဖို့အတွက်ကျွန်တော်မျှော်လင့်ရမယ်ပေါ့နော်။ဒါပေမဲ့ Liverpool တင်းရဲ့ညာအချမ်းမှာ ဒီလိုပြဿနာတွေတက်နေရဆိုပေမဲ့တစ်ဖက်မှာ new ra 7သင်တို့ပြန်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့အတွက်သတင်းတောင်းလို့ပဲပြောရမလားပေါ့နော်အဲ့ဒီအနေအထားတစ်ခုကဘာလဲဆိုလို့ရှိရင် new ra 7သင်ရတကယ်ကိုမြန်လဲမြန်နေပြီးသားလို့ရှိရင်ဒီရာသီမှာခြေစွမ်းလဲပြနေတယ်အားလဲအားကိုးနေရတဲ့ သူတို့ရဲ့ဘယ်တောင်မန်ကစားသမားပေါ့နော်အန်တိုနီဒေါ်လန်တော့ဒီနေ့ပွဲစဉ်ကို suspension နဲ့သူလွဲချော်မယ်ပေါ့နော် suspended ဖြစ်သွားတဲ့အဲ့အတွက်သူလွဲချော်မယ်လွဲချော်မယ်ဆိုတဲ့အတွက်ဒါ Liverpool အသင်းရဲ့ညာနောက်ခံနေပြီးသားလို့ရှိရင်ညရဆယ်အသင်းရဲ့ဘယ်တောင်မန်ဒါနည်းနည်းလေးနှစ်ဖက်စလုံးတော့အားနည်းနေတဲ့အနေထားမှာရှိတယ်အဲ့အတွက်ဆိုလို့ရှိရင်သူ့နေရာမှာတော့ဒီနောက်ထပ်ဘယ်တောင်မန်ကစားသမားဖြစ်တဲ့ဒီ Lewis Hall ကလည်းဒဏ်ရာကြောင့်မလို့မပါဝင်နိုင်ဘူးမပါဝင်နိုင်ဘူးဆိုတဲ့ဒီဘယ်တောင်မန်နေရာမှာဆိုလို့ရှိရင်ညရဆယ်အသင်းကကျွန်တော်ထုံးစံတိုင်းပဲ Harvey Barnes ပဲဆက်ပြီးတော့ပေါ်ထွက်လာမယ်အနေထားမှာရှိတယ်ညရဆယ်အသင်း နေနဲ့ဆိုလို့ရှိရင်နောက်ထပ်ဒိုင်ယာရတစားသမိုင်းအနေနဲ့ဒီလက်ဆလီရှိမယ်ပြီးတော့လို့ရှိရင်စတီဗင်ဘော့ဒ်မန်ဒီနှစ်ယောက်ကလည်းဒိုင်ယာကြောင့်မလို့ EFL Draft Final Poison ကိုလွဲချော်မယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်။လီဗာပူအသင်းအနေနဲ့ပွဲထွက်နေရမှာဆိုလို့ရှိရင်ကျွန်တော်ဒီတာရာညာနောက်ထပ်လူနဲ့ဒီ right center back နေရာတို့ကျွန်တော်ကြည့်ရမယ်ပေါ့နော်။ဖြစ်နိုင်ချေညာလာတာတော့ဒီကိုသမားနေရာတော့တော့ဒီထက်လာဟာပွဲထွက်လာဖို့သိမ့်မရှိဘူး။ကျွန်တော်အနေနဲ့အလက်ဆန်ပဲပွဲထွက်လာဖို့ရှိမယ်ပြီးတော့လို့ရှိရင် Van Dijk နဲ့ Ben တောင်းမှာမှာဆိုလို့ရှိရင် robo wear spot ထားလာလို့ရှိမယ်။ညာ center back နေရာမှာဆိုလို့ရှိရင် quanser ပွဲထွက်လာဖို့ရှိမယ်ဒါမှမဟုတ်လို့ရှိရင်လည်းအန်ဒိုပေါ့နော်ကွမ်ဆာအန်ဒိုကျွန်တော်တို့အဲ့နှစ်ယောက်အဲ့လိုမျိုးပွဲထွက်လာ ground ထွက်လာနိုင်မယ်ဒါမှမဟုတ်လို့ရှိရင် Dartis Jung ကိုညာနောက်ထပ်လိုနေရာကိုဆွဲချလိုက်တဲ့အနေအထားတွေကျွန်တော်တို့မြင်တွေ့ရမယ်လို့ကျွန်တော်တို့သုံးသပ်မိရေပေါ့နော် Poland ကတော့တိတ်ပြီးပြောင်းလဲရှိမှာပုံမပေါ်ဘူး Graban Bash Metalista ပြီးသွားလို့ရှိရင် Sobos Line ဒီ၃ယောက်ကိုပဲဆက်ပြီးသုံးမယ်တိုက်စစ်မှာဆိုလို့ရှိရင်တော့တိုက်စစ်တော့နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတယ် Cody Drapo ကိုကျွန်တော်တို့အရှိ Paris Saint Germain နဲ့ပွဲမှာလူစားဝင်လာပြီးတော့ကြည့်ရတာသူ့အနေနဲ့ recovery 100%ဖြစ်သေးတဲ့အနေအထားမှာမတွေ့ရရဘူးပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင် Cody Drapo ဒ ီနေ့ပွဲစံမှာပွဲထွက်၁၁ယောက်နေရာမှာပါဝင်လာမလားဆိုတဲ့ဟာကျွန်တော်တို့တော်တော်လေးတောက်ဖြစ်မိတယ်။အဲ့တော့ဆိုလို့ရှိရင် Louis CS မိုဟာမက်ဆာလာနဲ့ပြသလို့ရှိရင်ဒီ Rojuta တို့ဒီ၃ယောက်ကပဲကျွန်တော်တို့ပြန်ပြီးတော့ပွဲထွက်လာမယ့်အနေထားကိုကျွန်တော်အနေနဲ့သုံးသပ်မိတယ်ပေါ့နော်။နှစ်သိန်းရဲ့ဒီ head to head အကြောင်းတွေပြန်ပြောမယ်ဆိုလို့ရှိရင် Liverpool သိန်းကဒီ Newcastle သိန်းပေါ်မှာ head to head အရတော့အလုံးဝအပြတ်သက် အသာရနေတဲ့အနေအထားမှာရှိတယ်။တောက်လျှောက်မှာဆိုလို့ရှိရင်လီဗာပူးသိမ်းတာပဲအသာရနေတဲ့အနေအထား။အာပြီးတော့လို့ရှိရင်ဝမ်ဘလီတွင်းမှာဆိုလို့ရှိရင်လီဗာပူးသိမ်းနေတဲ့ဒါ EFL ကမှာ15ချိန်ဒီဖိုင်နယ်တက်ခဲ့တယ်။15ချိန်မှာကျွန်တော်တို့ဒီ10ချိန်အထိပိုဆွဲထားပြီးတော့ဒါ EFL ကမှာအအောင်မြင်ဆုံးအသင်းနေတဲ့လီဗာပူးသိမ်းတာလက်ရှိရပ်တည်နေတယ်ပေါ့နော်။အာနျူကလပ်ရဲ့အသင်းနေတဲ့ဆိုလို့ရှိရင်တော့ဒီ EFL ကသူတို့တက်ပြီးတော့အစဉ်ပြေလာတဲ့စူဖလားပြိုင်ပွဲလို့ကျွန်တော်တို့ သုံးသက်လို့မရဘူးပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်တို့အနေနဲ့ EFL Cup မှာဒီ runner up နှစ်ကြိမ်ရတယ်ပေါ့နော်။2020နဲ့23နဲ့ပြီးတော့လို့ရှိရင်1995 96ပေါ့နော်။ဒီ2020နဲ့2023တော့ဆိုလို့ရှိရင် Man United တို့တို့ဒူးနေဆိုတဲ့ရာလနဲ့မှတ်မှတ်ရရပဲတို့ရှုံးမိနေတဲ့အနေထားတွေကိုကျွန်တော်မြင်တွေ့ရရတယ်။ပြီးတော့လို့ရှိရင်ကျွန်တော်တနင်္လာမှာဖတ်မိလိုက်တာဆိုလို့ရှိရင် Wembley Queen ထဲမှာပေါ့နော် Newcastle အသင်းအနေနဲ့ဇာတ်တိုက်ရှုံးနေတာကာလအကြာဆုံးအသင်းတစ်သင်းအနေနဲ့တော့သူအနေနဲ့မှတ်တမ်းဝင်နေရဆိုတဲ့အနေထားမှာရှိရတဲ့ဒီ Wembley Queen နဲ့ နျူတာဆယ်တင်နေတာတော့သိပြီးတော့ဒီတိုင်းလာရင်လို့ကျွန်တော်တို့ကသိပြီးမှထင်တယ်မမြင်ဘူးပေါ့နော်ဒါပေမဲ့လည်းဒါတော့ပွဲတွင်းမှာတော့ဘာမှစဖြစ်သွားနိုင်တယ်ဒီအချက်လက်တွေအရာဒါတော့ကျွန်တော်တို့တွေဒီ opter ပေါ့နော်ဒါအားလုံးလည်းသိတယ်ဒီဘောလုံးနဲ့သက်ဆိုင်တဲ့တို့ရဲ့ဒီ machine တွေပြီးသွားလို့ရှိရင် predicted model တွေဒါအရန်တော့အလုပ်ဖြစ်တယ်ဆိုပြီးတော့ဒါအားလုံးကသတ်မှတ်ထားတဲ့ opter ရဲ့ command ချက်အရဆိုလို့ရှိရင် liverpool သိမ်းတာဒီနေ့ပွဲစဉ်မှာအနိုင်ရသွားနိုင်တာတော့58.4%ရှိပြီးတော့ newcastle အသင်းတော်ကအနိုင်ရသွားနိုင်တာ20.8%ရှိတယ် ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်သိန်းအနေနဲ့တရေကျသွားနိုင်တဲ့ခြေကားလည်းကျွန်တော်ထပ်ပြီးတော့ဒီ20%လောက်ထိရှိနေတဲ့အနေထားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါပေမဲ့ Liverpool သိန်းတာတော့တည်တည်တတအနိုင်ရဖို့အတွက်ဒီ၃ချိုးတစ်ချိုးလောက်ရှိနေတဲ့အနေထားတော့ဒါခြေနဲ့စရာကောင်းတယ်အဲ့ဒါဆိုလို့ရှိရင်ဒါ Liverpool သိန်းအတွက် Champion League တော့မရတော့ဘူးဒါကလည်းကျင်းနေသွားပြီးသားချင် Liverpool သိန်းအနေနဲ့ Champion League တော့ဒီ Champions Super League ရဖို့ဆိုတော့ဒါပြည့်တက်တဲ့အလုံးလားလက်သိပ်မှန်မှန်ထားတဲ့အနေထားမှာဆိုရင်တော့ ဒီပြည်တွင်းဖလားချန်တဲ့နှလုံးဖြစ်တဲ့ဒီ Premier League ရဲ့ပြီးသားလို့ရှိရင်ဒီ EFL Drama အကောင်းဆုံးကစားပြီးတော့ဒီ EFL Drama တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မဖြစ်မနေအနိုင်ရအောင်ကစားပြီးတော့ရအောင်ယူသင်းတဲ့စူပလာတစ်ခုလိုပဲကျွန်တော်တို့ကသုံးသပ်ချင်ပါတယ်ဒါကဒီကျွန်တော်ရဲ့ဒီ Liverpool သင်းတဲ့ Newcastle သင်းတို့ရဲ့ဝဲကျူသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်